သရင်ကိုရီနဲ့တီကုံးစီချဲထားတဲ့မိုနာကိုညစူပါစီဘိုရိုညာချန်ပီယံလိအဆင့်ပွဲစဉ်နှစ်ပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမေကာကနေပြန်လဲကြိုးဆိုပါတယ်ဒီကနေ့မှာတော့ဘိုရိုညာအတွက်ချန်ပီယံလိပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုစူပါစီရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာပါကာရာဘတ်နဲ့ကိုပင်ဟေဂင်ည7:15နာရီကာရာဘတ်ဟာချန်ပီယံလိအဖွဲ့နှုန်းကဘင်ဖီကာကွင်းမှာအန်အောတင်ပွဲနိုင်ခဲ့တဲ့အသင်းပါ ဒါပေမဲ့ဘဲအဇာဗိုင်ဂျန်အသင်းကမှချန်ပီယံလိမှာနှစ်ပွဲဆက်မနိုင်ဘူးသေးပါဘူးဒီလိုပဲခြေစစ်ပွဲတုန်းကအိမ်ကွင်းရှုံးခဲ့တဲ့ကာရာဘက်ရဲ့တရားသည်အိမ်ကွင်းခြေစွမ်းကတည်ငြိမ်မှုမရှိဖြစ်နေပါတယ်ကိုပင်ဟေဂင်ကလည်းလီဗာကူဆင်နဲ့အပွင့်အိမ်ကွင်းမှာတုန်းကနိုင်မလိုတော့ဖြစ်ခဲ့ပြီး62မိနစ်ခြေပါကိုပေးလိုက်ရလို့သာတည်ရင်နဲ့ဂျင်းနဲ့ခဲ့ရတာပါစူပွဲမှုပိုတာကစားပုံပုံမာတဲ့ဧည့်သည်ဒိမ့်မတ်သားတွေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့တုံးသက်ထားပါတယ် ဒုတိယမြောက်ပွဲစဉ်ကတော့ Saint Squillers နဲ့ Newcastle ည7:00နာရီ15 Saint Squillers ဟာအပွင့်မှာတော့ PSG ကွဲမှာတော့3ဂိုးတကိုးနဲ့နိုင်ထားပါတယ်။ဒီရာသီအိမ်ကွင်းပွဲတွေမှာလည်း Saint Squillers ဂိုးမသွင်းနိုင်တဲ့ပွဲမရှိသေးပါဘူး။ Newcastle ကတော့အပွင့်မှာ Barcelona ကို2-1နဲ့ရှုံးခဲ့ပေမဲ့ခြေစွမ်းကောင်းမွန်ခဲ့ပါတယ်။ ISIS ကအလွန်တိုက်စစ်ကလည်းဂိုးမမြူသေးဘူးဆိုရင်တော့ဒီရာသီပွဲကြီးရဲ့အားလုံးမှာငှက်ကြားတွေဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီလိုပွဲစဉ်မျိုးမှာဘယ်လ်ဂျီယမ်မြေမှာ9တန်နေညံနိုင်ပါတယ်လို့သုံးသပ်ထားပါတယ်။အာဆင်နယ်နဲ့အိုလံပီယာကိုစ်ညတနာ30အဖွင့်ပြီးပါ ው ကွင်းမှာတူးစီးနဲ့နိုင်ထားတဲ့အာဆင်နယ်ဟာဒီတစ်ပတ်ချန်ပီယံလိမှာလည်းအနိုင်ရဖို့အခက်အခဲမရှိပါဘူး။ပြိုင်ပွဲဆိုနောက်ဆုံး9ပွဲမှာ၄ပွဲအနိုင်နဲ့တူအာတီတာရဲ့အသင်းဟာရက်သမ်မန်နေပါတယ်။ဒါပြင်ဂန်နာရီယာပြီးခဲ့တဲ့ရာသီချန်ပီယံလိအိမ်ကွင်းမှာတော့9ပွဲမှာ9ပွဲကိုပေးကိုမဲ့နိုင်ထားတာပါ။ အဖွင့်အင်ကွဲမှာချန်ပီယံလိမျက်နှာသစ်ဘာဖို့စ်ကိုဘဲဥမကွဲခဲ့တဲ့ကိုလံဘီယာကိုစ်ကတော့ဘတ်စကားကွက်နဲ့ပဲအင်္ဂလန်ကိုရောက်လာမှာပါ။ဒါကြောင့်ခံကံမဲ့ဧည့်သည်ကြောင့် Emirates မှာလေးဂိုးလောက်ထိတော့ရမယ်မထင်ဘူးလို့သုံးသပ်ထားပါတယ်။ဘာစီလိုနာနဲ့ PSG ညတနာ30 Heavyweight အသင်းနှစ်သင်းရဲ့ပွဲကြီးပွဲကောင်းဆိုပေမဲ့နှစ်သင်းစလုံးမှာကဒဏ်ရာပြဿနာတွေကိုစီနေပါ။ဒီရာသီပြိုင်ပွဲဆုံး၈ပွဲစလုံးမှာမရှုံးခဲ့ပဲ9ပွဲနိုင်ထားတဲ့ဘာကာကဖောင်ပိုကောင်းနေပါတယ်။အထူးသဖြင့် ဟန်စီဖလစ်ရဲ့အသင်းဟာအင်ကွင်းမှာဆိုရင်ရက်တန့်လို့မရပါဘူးမကြသေးခင်ကပဲဒီယာဒီပထမအဦးဆုံးအရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ PSG ကတော့အဓိကတိုက်စစ်ကစားသမားတွေမပါနိုင်သေးမှုနဲ့အတူအကောင်းဆုံးပုံစံကိုပြန်မရသေးပါဘူးဒါကြောင့်အကြောပေးထားတဲ့ကာတလန်သားတွေရဲ့ညဖြစ်ပါကြောင်းလို့သုံးသပ်ထားပါတယ်လီဗာကူဆင်နဲ့ PSV ညတနာ30အဖွင့်ကိုပင်ဟေကင်ကွင်းမှာတော့ကလီဗာကူဆင်ဟာ60မိနစ်ခြေပါဂိုးကြောင့်သာမရှုံးခဲ့တာပါ မီးပြတဲ့လက်ထက်မှာလီဗာကူဆင်မရှုံးသေးဘူးဆိုပေမဲ့သူကင်တဲ့လေးဝဲစလုံးမှာတွင်းလိုက်ကိုးပြန်ပေးလိုက်ဖြစ်နေပါတယ် PSV ကတော့အပွင့်အိမ်ကွင်းမှာတော့ Saints Greelock ကို1-3နဲ့တောင်ရှုံးသွားခဲ့ပါတယ်ဒီ Netherlands Club ဟာတိုက်စစ်ကစားပုံအားကောင်းပေမဲ့ခံစစ်ပိုင်းကပွင့်နေပါတယ်ဂျာမန်မြေမှာကိုမိုးရွာရင်ရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားပါတယ်ဒေါ်မွန်နဲ့ဘီဘောညတနာ30အပွင့်ဂျူဗင်နဲ့ကွင်းမှာ လေးကိုလေးကိုတည်ကြခဲ့ပေမဲ့ဒေါမန်ဟာအနိုင်ရမလို့ဖြစ်ခဲ့တာပါဘောနယ်လီကကလပ်ဟာပြိုင်ပွဲဆိုနောက်ဆုံး၅ပွဲမှာအဲ့ဒီတပွဲပဲတည်ကြခဲ့ပြီးလေးပွဲအနိုင်နဲ့ပုံစံကောင်းရနေပါတယ်နောက်ဆုံး၅ပွဲမှာလေးပွဲအရှုံးနဲ့ဘေဘာဝေးရဲ့လက်ရှိအခြေအနေကတော့အတော်လေးစိုးနေပါတယ်အင်နာဂီဝီလျံမပါနိုင်သေးတဲ့တိုက်စစ်ကလည်းနောက်ဆုံး၅ပွဲမှာတပွဲသာကိုးသွင်းနိုင်ခဲ့ပါတယ်ဒေါမန်ဘက်ကအကြောပေးထားသလိုအဝါရောင်တတိုင်းကြီးအောက်မှာခူလုံရမယ်ညလို့သုံးသပ်ထားပါတယ်နောက်ထပ်ပွဲစဉ်ကတော့မိုနာကိုနဲ့မန်စီးတီး ည7:30ပါအဖွင့် Bruges ကွင်းမှာလေးကိုပေးခဲ့ရတဲ့ Mona Gue ခံစစ်ဟာဒီယာဒီမှာပွဲတိုင်းနီးပါးဂိုးပေးထားရပါတယ်ဒီယာဒီအိမ်ကွင်း၃ပွဲစလုံးမှာအနိုင်ဆုံး၃ဂိုးလုံးတွင်းထားနိုင်ပေမဲ့နောက်ဆုံးအိမ်ကွင်းပွဲမှာ Mass လိုအသင်းကိုတော့၂ဂိုးပြန်ပေးခဲ့ရပါတယ် Napoli နဲ့အိမ်ကွင်းမှာပေးခိုးမဲ့နိုင်ထားပေမဲ့ Man City ခံစစ်ကလည်းတိတ်ဆိတ်ချရလို့တော့မရပါဘူးပြီးခဲ့တဲ့ Champion League တုန်းက Man City ဟာအဝေးဝင်းပွဲတိုင်းကိုဂိုးပေးခဲ့ရပါတယ် ။ဒါကြောင့်မိုနာကိုမှာဂိုးတွေရေတွက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နာပိုလီနဲ့စပိုတင်ညတနာရီ30အဖွင့်ပွဲတွေအပါအဝင်နောက်ဆုံး3ပွဲမှာ2ပွဲရှုံးခဲ့တာကြောင့်နာပိုလီအတွက်ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။သူသဖြင့်ကန်ဆယ်ပိုင်းမှာဒဏ်ရာပြဿနာတွေရောပွဲပယ်တွေပါရှိနေပါတယ်။ကိုရင်းကတော့ချန်ပီယံလိမျက်နှာသက်အသင်းကိုဂိုးပြတ်သွင်းပြီးအဖွင့်လာထားပါတယ်။ဘိုးစင်ချီမမန်နဲ့စပိုတင်ဟာဒီယာဒီမှာလဲအဝေးဝင်းရှုံးပွဲမရှိသေးပါဘူး။ ်နိုင်ငံရေးနဲ့အကျိုးပေးထားတဲ့အင်ရှင်ကိုပေါ်တူဂီသားတွေအခက်တွေ့စီမှာပါလို့သုံးသပ်ထားပါတယ်။ဗီလာရီယားနဲ့ဂျူဗင်တက်ညတနာ30အပွင့်တော့စပါကွင်းမှာတလုံးနဲ့တော့ဂိုးနဲ့ရှုံးခဲ့ပြီးရဲ့နောက်ဗီလာရီယားဟာသုံးပွဲဆက်နိုင်ထားပါတယ်။လာလီဂါကလပ်ဟာ2021-22ရာသီချန်ပီယံလိ16သင်းအဆင့်မှာဂျူဗင်တက်နဲ့ပထမအဦးဆုံးတွေ့ဆုံခဲ့တော့ကလည်းနှစ်ကြော်စလုံးမရှုံးခဲ့ပဲတပွဲနိုင်တပွဲတည်းကန်နိုင်ခဲ့ပါတယ်။ဂျူဗင်တက်ကတော့အပွင့်အင်ကွင်းမှာဒေါ်မွန်ကိုရှုံးမလို့တောင်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး31ကြေကျထားတဲ့ Touring Club ဟာအကောင်းဆုံးပုံစံနဲ့ရှိမနေပါဘူး။ကြိုးပေးထားတဲ့အဝါရောင်ရင်ငုတ်တင်မောကြီးကိုစီးကြရအောင်လို့တုံးသက်ထားပါရယ်။လိမေကနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရယ်။မနေ့ကဗီဒီယိုလေးမတင်နိုင်ခဲ့တဲ့အတွက်ဒီနေ့မှတော့ Champion League အတွက်ပွဲကြို30ချက်တွေတင်ဆက်ပေးခဲ့တာပါ။နောက်ထပ်ပွဲကြို30ချက်တွေသိရှိဖို့လဲကျွန်တော်ရဲ့ Telegram Channel မှာ live ဖတ်ရှုလို့လည်းရပါရယ်။